မင်္ဂလာပါရှင်။ရှမ်းအေကိုမီဒီယာကကြိုဆိုပါရစ်။ရှမ်းပြည်နယ်စိုးရွာဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ပြည်နယ်ဝန်ကြီးများပြည်နယ်ဥပဒေချုပ်ပြည်နယ်စိုးရွာဖွဲ့တွင်ရင်မှုနှင့်တာဝန်ရှိသူများနှင့်အတူဇွန်လ29ရက်နနက်9:00နာရီခွဲချိန်တွင်အောင်ပန်းမြို့အမတ်နှစ်တက်မတော်စီယုံဂရင်း900တို့တွားရောက်၍ကြောက်ကဲစည်းစက်အတွက်အနှူငွေများပေးရလှူဒန်းကြကြောင်းသိရှိရပါသည်။ အလူငွေပေးရလူတန်းပွဲတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကကြောက်ကက်လူနာများကြောက်ကက်စည်းကူတာယာတွင်ကုန်ကြစိတ်များ၍ဇယိမ့်မြပေးသည့်အနေဖြင့်ယခုလိုအလူငွေများလူတန်းပေးရခြင်းဖြစ်ကြောင်းစည်ယုံနှင့်ဆက်လင်း၍လိုအပ်သည့်များရှိပါကပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်ထို့နောက်ကြောက်ကက်စည်းစက်အတွက်အလူငွေများကိုပြည်내ဝန်ကြီးချုပ်ဦးအောင်အောင်က၎င်းကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက၎င်း ပီအန်လူတန်းရာအမတ်နှစ်တက်မတော်စီယုံကနေ900တက်မူဘုံမူကျုပ်စောရန်နိုင်ကလက်ခံရယူပြီးကျေးဇူးတင်စကားပြန်လည်ပြောကြား၍စေကုသဆောင်ရွက်နေမှုအခြေအနေများကိုပါဝါပိုင်ပြင်ရှင်းလင်းတင်ပြရာပြည်내ဝန်ကြီးချုပ်ကလိုအပ်သည့်များကိုပေါက်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်